တွဲဖက်လေရင်မှုရဲ့အမှားတစ်ခုကြောင့်လေရင်ပြတ်ကျခဲ့တာဖြစ်နိုင်ကြောင်းနေချောင်းကျွမ်းကျင်သူတွေကပြောကြားမင်္ဂလာပါပရိသတ်ကြီးရှင်ဒီကနေ့ဇွန်လ12ရက်နေ့ကအိန္ဒိယနိုင်ငံကနေလန်ဒန်ကိုပြန်တမ်းမယ် Air India Boeing 787လေယာဉ်ဟောင်းအမြင့်ပေတရားမရောက်ခင်မှာအောက်ကိုထိုးဆင်းပြတ်ကျခဲ့တာဖြစ်ပြီးလေယာဉ်ပေါ်ပါလာသူ242ဦးတဲကတဦးပဲအသက်ရှင်ခဲ့ကကျန်သူတွေအားလုံးလေယာဉ်ပြတ်ကျမှုကြောင့်ကွယ်လွန်သွားခဲ့ရတာပဲဖြစ်ပါတယ် အဆိုပါလင်းရင်ပြတ်ကျမှုနဲ့ပတ်သက်ပြီးဒီနေ့အချိန်အထိစုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေဆဲဖြစ်ပြီးလင်းရင်မှာပါရှိတဲ့ black box နှစ်ခုထဲကတစ်ခုကိုသာရှာဖွေတွေ့ရှိသေးတယ်လို့လည်းတာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။အဆိုပါလင်းရင်ပြတ်ကျမှုနဲ့ပတ်သက်ပြီးပြေးလန်းကနေပြန်ထက်သွားပြီးပြတ်မကျခင်အချိန်အတွင်းထွက်ရှိလာခဲ့တဲ့ CCTV မှတ်တမ်းအရာလင်းရင်ပြတ်ကျတဲ့ပုံစံဟာတွဲဖက်လင်းရင်မှုကခလုံးမနေလိုက်လို့ပြတ်ကျတာဖြစ်နိုင်ကြောင်းလေချောင်းကျွမ်းကျင်သူတွေကပြောဆိုထားကြပါတယ်။ အဲအိန္ဒိယလေရင် AI171 ရဲ့တွဲဖက်လေရင်မူဟာလေရင်ပင်းကိုသွင်းရမယ့်အစားလေရင်ရဲ့တောင်မန်အဖုံ wing flash တွေကိုဆွဲတင်လိုက်ခြင်းကြောင့်လေရင်ပြတ်ကျခဲ့တာဖြစ်တယ်လို့ယုံကြည်ကြောင်းလေကြောင်းကျွမ်းကျင်သူတအူကဆိုပါတယ်။တွဲဖက်လေရင်မူကိုလေရင်စင်းပင်းသိမ်းရန်ညွှန်ကြားခဲ့စဉ်ကလေရင်ခန်းအတွင်အလွန်ရိုးရှင်းသောအမှားတစ်ခု ဖြစ်ပေါ်ခဲ့ပြီး၎င်းဟာဆိုးရွားသောအကျိုးဆက်များရှိခဲ့တယ်လို့တန်တရားရှိကြောင်းအဆိုပါပညာရှင်ကဆက်လက်ပြောကြားထားပါတယ်။ ၎င်းကကျွန်တော်ထင်တာကဒါမျိုးဖြစ်ခဲ့တာပါလူချင်းမင်းတို့ဒါကကျွန်တော်ရဲ့ထင်မြင်ချက်တသက်ပါပဲလေရင်မောင်းသူလေရင်မှုကတွဲဖက်လေရင်မှုကိုတင့်တော်တဲ့အချိန်မှာဘိန်းတွေတင်းပါလို့ပြောခဲ့တယ်လို့ကျွန်တော်ထင်ပါတယ်တွဲဖက်လေရင်မှုကဘိန်းတွေကိုတင်ရမယ့်အစားတောင်မန်အဖုံ flag handle ကိုဆွဲပြီးတော့မြင့်တင်လိုက်တယ်လို့ကျွန်တော်ထင်ပါတယ်အကယ်၍ဒါမျိုးဖြစ်ခဲ့ရင်ဒီလင်းရင်ပါကြောင့်ပြန်တမ်းမှုရပ်တန့်သွားလဲဆိုတာကိုအများကြီးရှင်းပြနိုင်ပါတယ်လို့၎င်းကဆက်လက်ပြောကြားခဲ့ပါတယ် တောင်ပံဖုံးများမြင့်တင်ခံရခြင်းကြောင့်လေရင်ဟောင်းလေထဲမှာအရှိန်နဲ့အမြင့်ကိုလင်းမြန်စွာဆုံးရှုံးစေမှာဖြစ်ပြီး၎င်းကိုထိန်ချုပ်ဖွယ်အတွက်လေရင်မှုကရုန်းကန်ရလိမ့်မယ်လို့လည်း၎င်းကထင်မြင်မိကြောင်းစတီဗ်ကပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံကလေယာဉ်မှုတအူရဲ့တုံးသက်ပြောပြချက်အရနောက်ဆုံးထွက်ရှိလာခဲ့တဲ့ CCTV မှတ်တမ်းအရဆိုရင်ပြည်လန်းကနေအချိန်နဲ့တက်ခဲ့တဲ့ Air India Boeing 787လေယာဉ်ဟာအမြင့်ပေတရာတော်မရောက်ခင်မှာဘိန်းတင်ရမယ့်အခြေအနေမှာပဲလေယာဉ်ကြီးက sink ဖြစ်သွားတာတွေ့ရပါတယ်။ဒါကိုကြည့်ရရင်တော့လေယာဉ်ဟာ lift မဖြစ်တော့ဘဲ sink ဖြစ်ခဲ့တာပါ။ဒါမျိုးဖြစ်နိုင်ခြေက take off flag ကိုမှတင်မိတာမျိုး engine နှလုံးစလုံးတည်သွားတာမျို အတန်းမှာအပေါ်အောက်ဆုံဆန်းတိုက်တဲ့ဝင်းချီယာမိသွားတာမျိုးတက်သွားတဲ့လေယာဉ်ဟာငြိမ့်ငြိမ့်သက်သက်ပဲတက်တာဆိုတော့ဒါကဖြစ်နိုင်ခြေနဲ့ပါတယ်ဝေဒါရပိုးမှာလည်းဝင်းချီယာရှိနိုင်တယ်လို့မတွေးမိပါဘူးအဲ့ဒီတဲကတခုခုပဲဖြစ်နိုင်မယ်ထင်တယ်သီအိုရီအရအခုပြတ်ကျသွားခဲ့တဲ့လေရင်ရဲ့အတောင်ပံတွေဟာပုံမှန်အားဖြင့်လေထဲသို့မြောက်တင်တဲ့အင်အားများကြောင့်လေရင်စတင်ထွက်ခွာချိန်မှာကွေးညွတ်သွားလေရှိကြောင်းပြောထားပါတယ်။ ဒါပေမဲ့အဲအိန္ဒိယလေယံမှာတော့ထို့သို့ကွေးညွတ်သွားခြင်းမျိုးမတွေ့ရပဲလေယံကိုမြင့်တင်ရန်ကူညီပေးနေသောတောင်ပံအဖုံများမတော်တဆတင်းစည်းခံရခြင်းဖြစ်နိုင်တယ်လို့ကြေပြန့်စွာထင်ကြေးပေးမှုများလည်းရှိနေခဲ့ပါတယ်။ပြီးခဲ့တဲ့ကြာတာပရင်းလေးကဖြစ်ပွားခဲ့တဲ့ဝန်ထဲပွေရာဖြစ်ရရဲ့အကြောင်းရင်းကိုတော့ခုချိန်အထိရှင်းရှင်းလင်းလင်းမသိရသေးပဲစပိုင်းဆိုင်ရာချွေရင်းချက်သို့မဟုတ်လေယံမှုအမှားဟာစုံစမ်းစစ်ဆေးသူများအခုအခါဖော်ထုတ်ရမယ့်ဖြစ်နိုင်ခြေရှိတဲ့အကြောင်းရင်းများထဲမှာပါဝင်နေပါတယ်။ တင်ဆောင်ခဲ့တယ်လို့ယူဆရသူများထဲမှာ Boeing 787လေယာဉ်ကို မောင်းနှင်ခဲ့တဲ့လေယာဉ်မှူးကပ္ပတိန်ဆူမစ်ဆာဘာဝါလည်းပါဝင်ခဲ့ပါတယ်။ပြန်တန်းချိန်နာယူ1200အတွေ့အကြုံရှိတဲ့ Mr. Sabawal ကို Boeing 787 Dreamliner ရဲ့လေယာဉ်မှုအဖြစ်တာဝန်ပေးအပ်ခဲ့ပါတယ်။ တွဲဖက်လျင်မှုအဖြစ်ဆောင်ရွက်ခဲ့သောမွန်ပိုင်းမှပထမတန်းအရာရှိ Clygonda ဟာပြန်တန်းချိန်နာရီ1100ရှိပြီး Florida အခြေဆိုင် Paris Air Flight School မှလေ့ကျင့်မှုပြီးဆုံးခဲ့သူလည်းဖြစ်ပါတယ်။လေရင်ပောက်ကွဲမှုမှာတအူးတဲ့အသက်ရှင်ခဲ့သူရဲ့ပြောပြချက်အရကျွန်တော်ဘလို့အသက်ရှင်ခဲ့လဲဆိုတာကိုတော့အခုထိမယုံနိုင်သေးပါဘူး ်လေရင်စတင်ထွက်ခွာပြီးမကြမီအတွင်မှာပဲလေရင်က လေထဲမှာရက်နေတယ်လို့ခန့်စားရပြီးတဲ့နောက်မိများစိမ့်လိုက်ဖြူလိုက်မိတုပ်မိတုပ်ဖြစ်လာခဲ့ပြီးအဲဒီနောက်မှာတော့ရုတ်တရက်အဆောင်းအုံတစ်ခုကိုတိုက်မိပြီးပောက်ကွဲသွားတယ်လို့သူရဲ့အတွေ့အကြုံကိုပြောပြထားတာလည်းဖြစ်ပါတယ်